အားလုံးပဲမင်္ဂလာပါဗျာဆော့ကာတီယံနဲ့ပြန်လိုက်ပြီးကြိုဆိုလိုက်ပါတယ်เนาะဒီနေ့စူပါဆန်းနေမှာလဲဒီ WC2 ဘပလာချင်းဒီပွဲဥရောပပွဲစဉ်ကြီးအများကြီးတဲ့တရားကြီးအကြိုက်ဆုံးပွဲစဉ်၅ပွဲကိုလူလို့ရှင်ပြီးပြုလုပ်ပေးသွားမှာဖြစ်ပါတယ်မြညာလည်းကျွန်တော်မားဝဲမှာခုနှစ်မျိုးခံမှန်းပေးခဲ့ရမှာဒီ6ပွဲအပြည့်အောင်တစ်ပွဲကြာနဲ့ကိုညိုကိုဒီအဆင်ပြေကြလိမ့်မယ်လို့ဆိုပါတယ်ကျွန်တော်ဗီယမ်ဒီပွဲကောင်းလည်းမြညာကဒီတူတကီဘိုရီနဲ့အပြည့်အောင်ထားပါတယ်ဗီယမ်ဒီပွဲစဉ်လည်းဇက်လိုက်အောင်ထားတဲ့နေရာမှာရှိပါတယ်အဲကျွန်တော်ရဲ့ဒီ member တစ်ခါဆိုမှာမှာနဲ့ဒီ VIP ဒီပွဲကောင်း9 day plan ကြီးနဲ့ယူပါ냐 ိုင်းကဖုန်းနံပါတ်ဘက်ပေါက်တယ်ကနေနောက်ရောက်ဆက်သွယ်မှုများနေပြနေပါတယ်။နောက်ဒီ big blue poison တွေဘက်ကိုသွားလိုက်အောင်။ပမောင်းကျွန်တော်ဒီဒိမန်နဲ့ grid ဒီဘွဲမှာအရင်ဒိမန်ကဘိုးကြီးလုံး90နဲ့ဘူပေါင်းကြီးနှလုံးရှုပ်မှာချင်းပွင့်ထားပါတယ်။ဒီနေ့ဒီပထမကြော့ဒီ grid အင်ဘွဲမှာတော့ငါဒီ grid ကနေပဲ level 90ရှုံးချင်းပွင့်ထားနေထားမှာဖြစ်လာကြောင်းဒီဒိမန်နေနဲ့ဒိမန်နဲ့ grid နေကဒီဈေးတန်ရအပြား90လောက်ပဲဟထားနေထားမှာရှိပါတယ်။ဒါကြောင့်မို့ဒီ ဒီမဲ့တို့အနေနဲ့အင်ဂွန်းမှာ level ဆုံးတော့ပဲပေါ်တဲ့နေထားမှာကျွန်တော်90ဆားကရင်းပြတဲ့နေထားမှာရှိနေပါတယ်ဒီနေ့ဒီ table standing ကြည့်ရမယ်ဆိုရင်ဒီ D map ကရမ်မတ်ခုနှစ်မှတ်နဲ့ဒီ Scotland နဲ့ဒီအစ်စ်နှစ်က Scotland နဲ့ရမ်မတ်တူထားတဲ့နေထားမှာရှိပါတယ်ဒီ Greek ကတော့ဒီရမ်မတ်၃မှတ်ပဲရရှိထားပြီးအစ်စ်၃နေရာမှာပြတ်တည်နေပါတယ်အဲကြောင့်မို့ကျွန်တော်ဒီဘွဲမှာတော့ဒီ D map တို့အနေနဲ့ဒီရမ်မတ်လိုချင်လဲရှိနေတယ်ဒီဇီလန်ရလဲဒီအနေငယ်ပြင်းရှာနေတဲ့နေထားမှာဖြစ်တာကြောင့်ဒီပြီးခဲ့တဲ့ဒီ ိဆိုမှုဒီဂရိအိမ်ဝင်းမှာတော့ဒီကိုပြအနိုင်ရရှိထားတဲ့ဒီမတ်တို့နေနဲ့ဒီပွဲမှာလည်းရမတ်လိုချင်တဲ့လူနိုင်တော့မရရှိတော့မယ့်ပွဲလို့ယူဆပါတယ်။ဒါကြောင့်မို့ဒီတလုံး90စာကူပေါင်းကြီးနှလုံးရှုံးပေါက်ကြအောင်မှာဒီမတ်ပေါ်နေတဲ့ကူပေါင်းပေါ်ကိုယူချထားပါတယ်။နောက်တစ်ပွဲတော့ဒီဂရုထဲမှာပဲဖြစ်တဲ့ဒီစကော့တလန်နဲ့ပြလာဘူးဒီပွဲမှာအေရှန်စကော့တလန်ကဘူရီနှလုံးတည်ကူပေါင်းကြီးတလုံးတည်မှာချိန်ပွတ်ထားပါတယ်။ဒီဒီနေ့တည်းထိတဲ့တည်ဆုံမှုတွေပထမကြော့ဘီလာဟုတ်အိမ်ဝင်းမှာတော့ငါလဲဒီစကော့တလန်ကဝင်းဝင်းကနေတလုံးရှုံ ဒီပူပေါင်းခြင်းနှလုံးအရှုံးကျေပွနာနေမှာရှိပါတယ်အိမ်ဝင်ဝေးခွင့်ကြည့်မယ်ဆိုရင်ဒီစကော့တလန်လို့နေနဲ့အိမ်ဝင်မှာနှလုံး90လောက်ဒီပွင့်လို့ရတဲ့နေသားမှာတော့ဒီနှလုံးသေးပဲပွင့်လာနေသားရဒီစကော့တလန်လည်းအဝဲမှာဒီပြန်90လောက်ရေးပြင်းနေနေသားမှာရှိပါတယ်ဒီကလူမှာလည်းဒီဒိမန်နဲ့စကော့တလန်ကဒီတိုက်ရိုက်ခြေစပွဲအောင်ဖို့အတွက်ဒီနှစ်သင်းအပြန်ဖြစ်နေတဲ့နေသားမှာပဲဖြစ်တယ်ဒီရမတ်ခရမတ်အဖြစ်လည်းဒီခွန်မက်စီရမတ်ဒုထိုင်းနေသားမှာဖြစ်တာကြောင့်ဒီစကော့တလန်လို့နေနဲ့ဒီဒိမန်နဲ့ဆိုင် ဒီ good friend ကနင်းနေတဲ့အနေနဲ့မှာရှိပါရဲ Scotland က good friend ဒီ plan four ပဲထွက်တာပြီးဒိမကနေပြီးတော့ good friend plan nine ထွက်တာနေမှာဖြစ်တာကြောင့်ရမတူထားရဆိုရင်လည်းဒီ Scotland တို့ရမကောဒီ good friend ကိုလိုအပ်နေတဲ့နေရာမှာရှိနေပါတယ်ဒါကြောင့်မို့ဒီဘက်မှာတော့ရမလိုအပ်ချက်နဲ့လူရေးပြင်းနေတဲ့ဒီ Scotland တို့ဒီဒီ group ရဲ့ဒီ infinite အသင်းပြည်သူကိုအင်္ဂလိပ်မှာကိုပြနိုင်ရရှိပါမယ်ပွဲလို့ယူဆပါတယ်ဒါကြောင့်မို့ဒီဘက်မှာနှလုံးသိရင် သုံးလုံးဒီပေါက်ကြီးအောင်မှာဒီစကော့လန်ဘွေနဲ့ဘူမော့ဘောကိုရွေးချယ်ထားပါတယ်။နောက်တစ်ခုကတော့ဒီကူမင်းနီယာနဲ့အော်စီယာဒီဘွေမှာအဝေးအော်စီယာကဘောကြီးတလုံး90ဘူပေါင်းကြီးသုံးလုံး90အစားမှာခြေပွန့်ထားပါတယ်။ဒီပထမကြော်ဒီအော်စီယာရဲ့ဘွေမှာတော့2-1နဲ့နိုင်ထားတဲ့ဘွေမှာအင်ရှင်အော်စီယာကဘောကြီးတလုံးအရှုံးသုံးလုံးဒီခြေပွန့်ထားပါတယ်။ဒီအင်ဝေးဝေးခွင့်ကြည့်မယ်ဆိုရင်ဒီအဝေးဝင်အော်စီယာတော့အင်းနဲ့တလုံးဒီလောက်ပေါ်တဲ့နေရာမှာဒီဘွေမှာတော့ဒီ1-90အစားနေတမ်းပြော့ပြောင်းနေတဲ့နေရာမှာရှိပါတယ်။ဒီလက်ရှိကာတော့ဖောက်မှာလဲအော်စီယာတော့ အဘွေးဆက်နေတဲ့အနေအထားမှာလည်းဖြစ်တယ်ဒီပြီးခဲ့တဲ့နောက်ဆုံးပွဲမှာလည်းဆမ်မိုရီနိုကိုဒီစေဘူးပြက်နဲ့ရန်ဖောင်ကောင်းရဲ့အနေအထားမှာတော့ဒီတလုံး90စားကဇီလန်ရန်ပြုတ်ပြောင်းတဲ့အနေအထားမှာရှိပါတယ်ရှင်သင်ဒီဒေးဗစ်စတန်နေကြည့်ရမှဆိုရင်ဒီအော်စတီးယားအနေနဲ့ဒီအောက်ကတင်နေတဲ့ဒီရန်မဖြတ်ထားတဲ့အနေအထားမှာရှိပါတယ်ဒီရန်မကလည်းတပွဲရောထားပြီးနှစ်မဖြတ်ထားတဲ့အပြင်ဒီဂိုးဒက်ဖန်ကလည်းပလတ်ဆက်ခွန်နဲ့ဒီအောက်ကတင်နေတဲ့ဒီဂိုးဒက်ဖန်စေဘူးကျော်ထိတောင်ဖြတ်ထားတဲ့အနေအထားမှာဖြစ်လာကြတယ်ဒီလက်ကျန်ပွဲစဉ်မှာတော့အော်စတီးယားတို့အနေနဲ့ ညမောဂိုးဒက်ဖန်ကောဒီအရင်မလိုအပ်တော့တဲ့အိသားမှာရှိပါတယ်ဒီရိုမေးနီးယားကတော့လက်ရှိမှာဒီအဆင့်၃နေရာမှာရပ်တည်နေပြီးဒီသူတွေနဲ့ဒီပလေးအော့အတွက်ညှော်လင့်ချက်ရှိနေတဲ့အိသားမှာရှိပါတယ်ဒါကြောင့်မလို့ဒီဘက်မှာတော့အိုစီယာတို့ဒီလက်ရှိမှာဖုန်ကောင်းနေပြီမဲ့ဈေးပါနေတဲ့သူအရှင်ရိုမေးနီးယားတို့ဒီတေးတမတ်ညှော်မှန်းလို့ရတဲ့ပွဲလို့ယူဆပါတယ်ဒါကြောင့်မလို့35ဆပ်ပေါက်ကြီးအောင်မှာ50ရင်းပြီးတော့ဒီရိုမေးနီးယားပေါ်ကိုရွေးချယ်ထားပါတယ် နောက်တစ်ပွဲတော့ဒီရတူဝေးနီးယားနဲ့ပိုလန်ဒီပွဲမှာဝေးပိုလန်ကဝေးလုံး90ရုံးဘူပေါင်းချီနှလုံးရှုံးမှာချိန်ပွင့်ထားပါတယ်ဒီနေ့စဉ်ဒီပထမကြော့ဒီပိုလန်ရဲ့ဘက်မှာ1-0နဲ့နေထားတဲ့ပွဲမှာတော့ငါပိုလန်ကနေနှလုံး90စာချိန်ပွင့်ထားနေထားမှာဖြစ်တာကြောင့်အင်းဝေးဝေးဝင်းကြည့်မယ်ဆိုရင်နှလုံး90ရုံးကဒီပိုလန်တို့ဈေးမှန်နေနေထားမှာရှိပါတယ်ဒီနေ့ဒီတေဘယ်ဆန်နေကြည့်ရမယ်ဆိုရင်တော့ဒီရတူဝေးနီးယားကတော့ဒီအမှတ်၃ဘက်ပဲရရှိထားပြီးသူ့အနေနဲ့ဒီညှောင်းနှက်ချက်မရှိတော့တဲ့နေရာမှာရှိပါတယ်ပိုလန်ကတော့လက်ရှိမှာ၁၂နေရာမှာ စင်မတ်နဲ့ရက်ဒီနေပြီဒီအဆင့်1ကအနေသာလာနဲ့၃မှတ်၃မှတ်กว่าထားသလိုဒီအဆင့်3ကဖင်လန်နဲ့ရမှတ်တူနေတဲ့နေသားမှာဖြစ်တာကြောင့်ဒီပိုလန်တို့အနေနဲ့ဒီ play off အတွက်လည်းဒီချင်းချောက်ဖင်လန်ရဲ့ချင်းချောက်နိုင်တဲ့နေသားမှာလည်းဖြစ်တယ်ဒီတိုက်ရိုက်ဝင်ဝင်အတွက်လည်းနေသားလန်ကိုဒီ fair play နိုင်တဲ့နေသားမှာဒီနှစ်မျိုးလုံးရှိနေတဲ့နေသားမှာဖြစ်တာကြောင့်ဒီပိုလန်တို့အဖြစ်မနေနိုင်ပွဲနဲ့ good defense ရယူဖို့လိုအပ်နေပါတယ်ဒါကြောင့်မို့လို့ဒီဘက်မှာတော့ဒီအင်ဖြေတင်းဖြစ်တဲ့လီတူရီးနီးယားအိမ်ဘက်မှာပိုလန်တို့ကိုပြည့်နိုင်မှုမခက်ခဲတဲ့ ပွဲလို့ယူဆပါဒါကြောင့်မိုတလုံး50ရှင်ပေါက်ကြီးမှာဂွေဝင်းပိုလန်ပေါ်လီဝစ်ချထားပါတယ်နောက်တော့ဝဲတော့ဒီခရိုရှားနဲ့ဂိဗတာဒီဘွဲမှာအရှင်ခရိုရှားကဘောရီ9လုံး50စာကိုပေါင်းချင်း9လုံး50ရှင်မှာခြေခွန့်ထားပါတယ်ဒီဒီနဲ့ဒီဗမာကျော့ဒီဂိဗတာအိမ်ဘွဲမှာတော့ငါတွေခွန်ကူပြတ်နိုင်ထားတဲ့အနေထားရဒီဒီကူပြတ်နိုင်ထားတာဖြစ်တဲ့အကြောင်းဒီအိမ်ဘွဲမှာခရိုရှားတို့အနေနဲ့ဇီဒန်ပို့ပြီးတော့မြှင့်ထားတဲ့အနေထားမှာတော့ရှိပါတယ် ဒီနေ့ဒီ table set လုံးကြည့်ရမှာဆိုတော့ဒီ Gibraltar ကတမတ်မှာများရှိထားတယ်ပဲဒီ Croatia ကတော့ခြေစစ်ပွဲထားရအောင်လို့ဒီတခြားတလောက်ရှိသွားတဲ့နေရာမှာရှိပါတယ်လက်ရှိမှာလည်းဒီတပွဲကျော်ထားပြီးတော့ဒီအစ်စ်နှစ်ကချက်နဲ့ရမှတ်တူထားပြီး Good defense ကလည်းအောက်ကတင်းနေတဲ့ဒီ Good defense 19ကျော်ထိတောင်ဖြတ်ထားတဲ့နေရာမှာရှိပါတယ်လက်ကျန်ပွဲစဉ်2ပွဲပဲကျန်တော့တဲ့နေရာမှာဒီ Good defense 19ကျော်ကဒီလုံလောက်တဲ့နေရာမှာရှိပါတယ်ဒါကြောင့်မို့ Croatia တို့ဒီနေ့လက်ကျန်ပွဲစဉ်မှာရှိရမှတ်လောက်ပဲလိုအပ်ထားပြီး ဒီ code ဖက်မလိုတော့တဲ့နေရာမှာရှိပါတယ်။ဒါကြောင့်ကျွန်တော်ဒီပွဲမှာတော့ဒီ code ဖက်မလိုတော့တဲ့ဒီ Croatia တို့အနေနဲ့အလုံး58ပေါက်ကြရမှာဒီပွဲမှာ Copa Automobile ကိုပဲရွေးချယ်ထားပါတယ်။ Super Sunday ညမှာအလုံးပေါင်းပြကြပါတယ်ဗျ။